လာမယ့်2025-26ရာသီအတွက်ပရီးမီးယားလိပွဲစဉ်စရာထွက်ပေါ်လာပြီးနောက်မှာလက်ရှိချန်ပီယံလီဗာပူးသင်းကားချန်ပီယံဆုအတွက်ရေပန်းအစားဆုံးဖြစ်သတ်မှတ်ခံထားရတယ်လို့သိရပါဗျာ။ 2025-26ရာသီပရီးမီးယားလိပွဲစဉ်ဇာတ်ကိုဇော်လ18မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးပြိုင်ပွဲကို2025ဩဂုတ်15ကနေ2026မေ24အထိကျင်းပသွားမှာပါ။နာမည်ကျော်လောင်စာကံမဏီပက်ဂျီပါဝါရဲ့ထုတ်ပြန်မှုအရလီဗာပူးသင်းက15အချို့14နဲ့ရေဘန်စားစုပ်ဖြစ်နေပြီးမန်စီးတီးက6အချို့4နဲ့ဒုတိယနေရာအာဆင်နယ်က9အချို့2နဲ့ တတိယနေရာမှာရှိနေပါတယ်။ဒီသုံးသင်းရဲ့နောက်မှာနယူကာဆယ်၊ချဲလ်ဆီ၊မန်ယူနက်စပါတို့အစဉ်လိုက်ရပ်တည်နေပြီးတန်းစင်ရဖို့တော့ဆန်ဒါလန်အသင်းကအေဗန်အစားဆုံးဖြစ်နေပါတယ်။လာမယ့်ရာသီပရီးမီးယားလိပ်ပြိုင်ပွဲမှာဥရောပပွဲရှင်ပြိုင်ရမယ့်ကလပ်တွေ၉သင်းအထိရှိနေတာကြောင့်ပွဲစဉ်အပြောင်းအလဲလုပ်ရတာတွေများပြားနိုင်ကြောင်းလည်းသိရပါတယ်။